ခยีပန်းနိုင်ရဲ့လို့မရှိကိုတာမြန်မာပြန်သည် ထွက်ပြေးခြင်းလွမြောက်ခြင်းကျွန်တော်ကမ္ဘာပတ်သည် ကျွန်တော်ငြိမ်းချမ်းရေးကြောင်းဟောသည်အိန္ဒိယနှင့်နိုင်ငံရခြားတွင်ထင်ရှားသည်စွန်းစွန်းစားစားသွားခဲ့သောခยีအတွက်လူတွေကကြိုးဆိုသည်ကြော်ကြားခြင်း၌ကျွန်တော်ခြင်းနဲ့အားရနေသည်စိတ်အားထက်သန့်ခြင်းနှင့်တခုခုလှုပ်လိုက်မဟဲ့ဟုသောစိတ်တက်နှင့်ပြန်လာသည် ို့တော့ဘာလို့မရောမိမိကိုလူသူလေးပါမသိတော့ကဘာအတွင်းတို့သိထားတော့ကိစ္စတစ်ခုအတွက်ရှောက်သွားခြင်းသည်မိမိကိုသိနေတော့ကဘာထဲ၌မှန်ကန်သောအလုပ်တစ်ခုကိုရှောက်ဖွေခြင်းထက် ပို၍လွယ်သည်လက်တာဤမိသားစုနှင့်ဘင်္ဂလိုတွင်နေစဉ်ပေးစအမြောက်များလက်ခံရရှိသည်သူသည်ဖြင့် Grandan အလုပ်သမားများထံမှငင်းချင်ရေးခီးအကြောင်းဟောရန်ဖိတ်သိစာများလဒါနှင့်ကျွန်တော်တမီးနှင့်အတူ အိန္ဒိယတနန်တလျာခရီးထွက်ကြသည်လမ်းလျှောက်ခြင်းကိုရက်ငါပြောခြင်းကိုစတင်လှုပ်လျင်လှုပ်ခြင်းငါတဲဟုတ်တဲ့ကောင်ဟုသောကိုကိုကိုအထင်ကြီးသည့်ထင်းမောက်မားခြင်းထောင်ကျောက်၌ကျွန်တော်မိသည် နလကြသောလတသည်ခီးသွာခြင်းဟောပြောခြင်းကိုမပြောတော့ဒါနဲ့ပဲထိုင်၍သာအုပ်တအုပ်ရေးသည်ကကောင်းဆုံးဖြစ်ကောင်းဖြစ်မည်ဟုဘာယနဒီကို သွားကြသည်ဘာယနဒီကဗယမကြီးပိုင်သောအိမ်လာလာတလုံးမှ ဖန်တကန်ငါသည်ခန်းငါလာတဆောင်သည်ဂင်္ဂမြစ်ကိုတည်ကြည့်နေ၏အဲ့ဒီမှာကျွန်တော်ဟင်ဒီဘာသာဖြင့်ပထမဆုံးစာအုပ်အပြားမှာမပါပဲကပပတ်သောခီးကိုရေးသည် ထုတ်ဝေသူကမြန်နိုင်သည်မြန်လိုသည်လက်နှိပ်ဆက်ရိုက်ပေးသူတယောက်ငါပေးသည်ဖြင့်ကျွန်တော်ကတအုပ်လုံးနှုတ်တိုက်ချပေးသည်လက်နှိပ်ဆက်ရိုက်ပြီးသည်ဆက်တင်သည်လာတွင်ပြီး၍နောက်တလားတွင်ပုံနှိပ်သည်ဒီလောက်မြန်သောစာရေးဆရာမတွေ့ဘူး ထုတ်ဝေသူကဆိုသည်ဒီလောက်မြန်မြန်စာအုပ်တအုပ်မှမထုတ်ဘူးဘူးဟုလည်းဆိုသည်6လအတွက်အဖုံးမနှင့်အုပ်ရင်9000ကုန်သည်ထို့ကြောင့်ဖုံးပြော့စာအုပ်2000ရိုက်သည် ပေးစာအတွေပို့ရောက်လာသည် လူငယ်များထံမှဖြစ်သည်စိတ်လှုပ်ရှားသည်ကျွန်တော်လိုခရီးသွားခြင်းသည်ဟုရေးကြသည် မာတင် လူသာကင်းသည်ကျွန်တော်အားလွတ်လပ်ခြင်းစီတို့သွားခြင်းဟူသောသူဆောက်ကိုပေးသည်ဟင်ဒီတို့ဘာသာပြန်ခြင်းဖြင့်ကျွန်တော်ဤ သူ့အားလေးမြတ်ခြင်းကိုပြမည်သူအတွက်ခံစားမှုချင်းရဲ့ပြခြင်းသည်ဒါဗေဒီလက်တာသည်ကျွန်တော်အေးသားကျွန်တော်လူဘဝအမြင်၌စိုးရိမ်လာသည်ရှင်ဘာပဲလုပ်ပါသည်ကဘာကြီးကပြောင်းလဲမှာမဟုတ်ပါဘူးစစ်တွေခေါင်းမုံဖြတ်အမျက်ထုတ်တာတွေလည်းရှိမြဲရှိမှာပါကြီးကျယ်တဲ့သူတော်စင်တွေရာချင်းနေပြီဗုဒ္ဓကနေဂန္ဒီသူတို့ရောက်လာကြဖက်ခွာသွားကြပြီရှင်စတေကူမာကကဘာကြီးကိုပြောင်းနိုင်တယ်လို့ထင်သလား ကဘာကြီးကိုတော့ရှင်ပြောင်းနိုင်မှာမဟုတ်ဘူးရှင်ငါကျမတို့ဘဝတွေကိုပဲပျက်စီးသေးမှာပါအခြားလူတွေရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားတာကိုရက်ပြီးကိုပြဿနာပဲရှင်းမှာရှင်ဒီနေ့လာတာဆောင်မှာ ထိုင်ရင်ယထာတွေဂင်္ဂဘောကတရား၌သွားနေသည်ကို ကြည်နေကြသည်လဒါကရှင်းတော်လန်ရေးကဟန်ကြနေပါပြီရှင်ဒါပေသည့်ရှင်ကအိမ်တော်ရှိပြီ ကလေးတယောက်ရပြီကျမမှာနောက်တယောက်လဲကိုဝင်ရှိနေပြီကလေးတွေဟာလုံခြုံမှုလို့တယ် လုံခြုံတဲ့ဘဝလိုတယ်မဟုတ်လားကျမကတော့လိုအပ်ချက်တွေမပြည့်ဝတဲ့ကလေးတွေဖြစ်မလာသေးခြင်းဘူးကျွန်တော်ကပြန်ညင်းတော့သူစိတ်တို့လာ၍ရှင်သာဒီလိုစိတ်ကူးစံသမားဆိုရင်ဘာကြောင့်များအိမ်တော်ပြုတ်တယ်လဲရှင်ဟုပြောသည်ကျွန်တော်ကမင်းမှန်နဲ့ငါအိမ်တော်မပြုတ်ခဲ့တဲ့ဘူးလတာကကျမအမေနဲ့အကိုစီစာရေးပြီးပြီဒီလိုလာဖို့သူတို့လက်ဖြန့်ရောက်ကြလိမ့်မယ်ကျွန်တော်အာအသင့်သွားသည် ဘာဖြစ်လို့များသူတို့လာမှလဲဟုသူ့ကိုမေးသည်ရှင်နဲ့ကျမဘွားကအဆင်ပြေမှာမဟုတ်ဘူးအမေနဲ့အကိုကိုရှင်နဲ့စကားပြောစေချင်လို့ငါတို့ကငါတို့မဖြစ်ရှင်းနိုင်တဲ့ကိစ္စကိုသူတို့မဖြစ်ရှင်းနိုင်ပါဘူးကွာမင်းမေနဲ့အကိုတို့ငါတို့ကိစ္စတွေဆွဲသွင်းတာမှန်တယ်လို့ငါတို့မထင်ဘူးငါတို့ကငါတို့ဖြစ်ရှင်းတဲ့နာပါသူမကပြန်ပြောသည်ရှင်ကအင်မတန်ကောင်းပါတယ်ရှင်နဲ့ကျမဘလို့မှဖြစ်မယ်မထင်တော့ပါဘူးထိုစကားကြောင့်ကျွန်တော်မှင်တက်မိသွားသည်ဘာတွေဖြစ်နေတာလဲ နှစ်နှစ်ခွဲကြာခွဲခွာနေရသောကာလအတွင်းလရာနှင့်ကျွန်တော်ဝေးသွားပြီကျွန်တော်တို့အမြင်များစန့်ကျင်ဘက်ဖြစ်သွားပြီဝေးနေခြင်းကကျွန်တော်တို့ကိုတသိန်းနေဖြစ်အောင်လှုပ်လိုက်ပြီလဒါဤအမေနဲ့အကိုလာ၍ခြေနေကိုဆွေးနွေးကြသည်လဒါအမေကစာရေးတာတော့ကောင်းကောင်းနေဖို့ဝင်ဝင်မရနိုင်ပါဘူးကွယ်မင်းနဲ့လဒါရဲ့အကိုအထက်ဆန်းတဆိုင်ဖွင့်ညဒါမှပုံမှန်ဝင်ငွေရှိမှာငါတို့ကပဲ့ဆန်ချေးပါမယ်ကျွန်တော်မိသားစုကယောက်ျားများအားလုံး အောင်မြင်သောစီဝါရေးသမားများဖြစ်ပါသည်ကျွန်တော်ကတော့ဂိုက်တောင်တစ်ခုနှင့်အထက်များကိုတိုင်းလျဆိုင်ထိုင်ဖို့စဉ်းစားလို့ပဲမရအသည့်တိုင်းလျရခမကိုပြောလိုက်သည်တရားမေကမင်းကခြေတလုံးအိမ်နိုင်ကဘာပတ်ပြီးပြီခုအချိန်ကတော့ခြေတကြနေရမှာကွမင်းမှာဘာဒီဂရီဘာလက်မှတ်မှမရှိတော့ထဲရောက်မှလားလို့ငါအကြံပေးတာဒါကအကောင်းဆုံးဖြစ်မယ်ထင်လို့ပါဟုပြောသည်သူတို့၃ယောက်တလေးတနက်ပြောနေကြသည်လဒါက ရှင်မနေ့ပြမနေ့မှာမလုပ်မယ်လို့ဆုံးဖြတ်ပေးပါရှင်ဆုံးဖြတ်ချက်ကသဘောမတူနိုင်ဘူးဆိုတော့ဆုံးဖြတ်ချက်မျိုးဆိုရင်တော့ကျမအမေနဲ့ဘင်္ဂလိုကိုလိုက်သွားရမယ်အသက်လိုရာသံပေးသည်နောက်နေ့မနေ့နိုင်ကျွန်တော်ကမလုပ်နိုင်ပါဘူးတနေ့လုံးဆိုင်တဆိုင်တည်းမှာထိုင်မနေနိုင်ဘူးပြီးတော့ရှုံးမှာပဲစင်းစရာကျွန်တော်မလုပ်တတ်ဘူးဟုတ်ပြောလိုက်သည်လက်ဒအမေကမပူနဲ့ငါသားကဆိုင်ကိုကြည့်ပေးမှာမင်းကသူနဲ့အတူလောလောယုံမယ်ကျွန်တော်ညင်းဆန့်မြဲညင်းဆန့်သည် ဆွေးနွေးမှုတည်ငင်းခုံမှုနဲ့ဆုံးသက်သွားသည်။ဘုညာချမ်း၌လရာသူအမေ သူအကိုနှင့်ကျွန်တော်သမီးကျွန်တော်ကိုစွန့်သွားကြ၏။ဒေလီကဝိထုရေးဆရာတငယ်ချင်းရာဇိန်ဒရာကျွန်တော်နဲ့လာတွေ့သည်။ကျွန်တော်အိမ်တောင်ပြုတ်ကွဲခြင်းအကြောင်းကိုသူနားလည်သည်။သူသည်ရဲစရာမောစရာများပြော၍ထိုခိုက်တန့်ကိုတတ်တအောင်လုပ်ပေးသည်။တညနေတွင်သူနှင်းကျွန်တော်ခင်ခမြစ်တွင်လှည့်စီးသည်။ဒီလိုအံ့ဩစရာစွန့်စားခန်းတွင်ပြီးတဲ့နောက် မိမနဲ့အိမ်တော်ရဲ့အပေါ်မှိုက်တွေ့ချထိုင်းနေလို့မတော်ဘူးဒီရှုပ်ကထွက်ရမယ်ပြဿနာကအိမ်တော်ရဲ့အဆင့်ပြေအောင်စူးစမ်းဖို့ထက်ဒီအိမ်တော်ရဲ့ကိုသူ့ရှိအတိုင်းမြင်ဖို့နားလဲဖို့စိတ်တည်ငြိမ်အောင်ထားဖို့ရင်ဆိုင်စရာဖန်တီးစရာတခုခုကိုလုပ်ဖို့ပဲကင်းကမြစ်ဤဟိုဘက်ကမှကျွန်တော်တို့လမ်းလျှောက်သည်မြို့တော်ပေါ်၌လာရောက်သည်ငွေရောင်မှုန်လဲလဲရာဇိန်တာကပြောမနေနဲ့ကိုလန်းကိုရှာအမှာပဲ လူတွေကတော့ခမားပါလုံးလို့ဝေဖန်ကြတော့မှာပဲမြစ်ဤဒီဘက်ကိုပြန်ကူးလာကြသည်ရေချိုးစိတ်များတက်လျှောက်ရှောက်လာခဲ့ပြီးနီပေါ်တီဝဘုရားကျောင်းသို့ရောက်သည် ကြောက်စရာတီဝငိမ့်ချတဲ့တီဝဖန်ဆင်းသူတီဝဖြက်စည်းသူတီဝတီဝတည်ညီညွတ်ချင်းတင့်ကေတစံကျင်ဘတ်တို့ဤညီညွတ်ချင်းအများတကဤညီညွတ်ချင်းတီဝကဘာလောကဤအစိတ်အာလုံးတောက်၍ထိုအစိတ်တို့ကြောင့်ဒုက္ခနာပြာနန်းသွားအောင်ပြောင်းသွားသူ နှစ်ဖူးအလဲကတတိယမျက်လုံးကိုဖွင့်ထိုမျက်လုံးမှမီးရှံအဖျင်လောကဤတနာယာက လောဘအာလုံးကိုလောင်ကျွမ်းစေသူတိဝဤမျက်မှောက်၌အိမ်တော်ရေးပြုတ်ကွဲခြင်းသည်ဘဝအတိတ်တစ်ခုစခြင်းဟုသာအိဗယ်ရှိသည် ရာဇိန်ဒရာတို့မျက်နာမူလျက်ကျွန်တော်ပြောလိုက်သည်ဒေလီကိုကျုပ်လာရင်မေကျုပ်တို့မဂဇင်းတစ်ဆောင်ထုတ်ကြမယ်နားမှာစီးနေတဲ့မြစ်ကိုငေးပြီးရေချိုးစိတ်လေကားတက်တေပေါ်ကျွန်တော်တို့ထိုင်လိုက်ကြသည်ခင်းကား သူကကျွန်တော်အတွက်မိခင်တူလို့ရိတ်အာဝါဒဖြစ်ခဲ့ဖြစ်နေတာတွေအားလုံးအတွက် စိတ်စိတ်သာနေတဲ့တက်တည်ဘယ်တော့မှဝင်ဆက်ခြင်းမရှိအဝါရောင်ဝက်များပတ်ထားသောအလောင်းတစ်ခုကိုမြစ်ဘေးမှာမိတဲ့ကြုံနေသည်အဲ့ဒီလောင်းဟာကျွန်တော်ပါပဲမိရှန့်တွေကကျွန်တော်အိမ်တောင်ကြီးကို လိုင်မြိုက်ပစ်တာပဲဟုကျွန်တော်တွေးသည်ဘာဘာကြီးစီကျွန်တော်သွားလို့သည် သို့တော်သူကအဲ့ဒီမှာမရှိဒေလီကိုသွားသည် ဘူဒါမာရာသိန္ဒရာလာကျိုသည်နယူတေလီက ကွန်နော့အဝိုင်းမှာအင်္ဂန်တစ်ခုတွေ့ရသည်ဝီကာရဟဒိုင်ယာလက်တစ်မဂဇင်းအတွက်စတင်အလုပ်လုပ်၏လက်တာကစာရေးလာသည်သူသားတယောက်မွေးကြောင်းဒါပေသည့်ကျွန်တော်မရှိ၍ပိုးပျော်ပိုက်ကြောင်းပြန်လာမှာမဟုတ်ကြောင်းအတူတူနေလို့ပြောမှာမဟုတ်ဘူးလို့ပဲကျွန်မထင်တယ်ဆွပြစ်ခံရသလိုတကိုယ်တည်းအထီးကျန်လို့ကျွန်တော်ခံစားရသည်အရာအလုံးအိဗက်ကင်းမဲ့သလို့ ဟာလာဟင်းလင်းဖြစ်နေတယ်လို့ပဲလတာနဲ့ကင်းသောဘဝသည်ဘလာ ရောက်ရက်ခတ်ခြင်းသည်မင်းနည်းအမြတိုးလာ၏ကျွန်တော်မှကဘာကြီးကိုတွေ့ပါရဲ့လတာကိုဆုံးရှုံးခဲ့သည် နာကျင်ခြင်းစိတ်ပြတ်ခြင်းအနက်ရောင်ဆောင်ကြီးကကျွန်တော်ကိုလွှမ်းထားသည် ကျွန်တော်မလုပ်ရပါရောက်ခဲ့သောတိုင်ပြည်တကာထဲအိန္ဒိယကစိမ့်နေပြီအိန္ဒိယကိုပြန်လာခြင်းသည်အိမ်ပြန်ခြင်းမဟုတ်ပြီ ဝိကရဟကို၉ကြိမ်ထုတ်ပြီးတော့ဒီမဂဇင်းအောင်မြင်မည်မဟုတ်ကြောင်းထင်ရှားလာသည်ပြည်ဆိုင်မှုကလည်းပြင်းထန်ငွေလဲကုန်သလောက်ရှိပြီအော်တိုဘာလတခုသောပူလာတိညနေခင်းမှာနှစ်ပေါင်းများစွာကလေးကကျွန်တော်အတိကျွမ်းဖြစ်သူအာနန်ရောက်လာသည်ထမင်းအတူစအကြကြီးလေပြစ်ကြသည်တကောင်ချင်း၍ကွန်းတော့အဝိုင်း၌လူသူမရှိတော့ကျွန်တော်တို့အဝိုင်းပတ်၍လမ်းလျှောက်ကြသည် ကျွန်တော်ကအာနန်အာအီတလီက ဒန်နီလိုဒိုချီသမဆာကိုပြသည်အများအနေနဲ့ငင်းချမ်းရေးအတွက်ကဖာပက်ပြီးလမ်းလျှောက်ပြီးပြီကျုပ်တို့လည်းပဲနေပယ်ကနေရောမကိုလျှောက်မလို့ခမကျုပ်တို့နဲ့အတူလျှောက်ဖို့ဖိပေးရသည်ကျုပ်တို့အတွက်ခမကအားကျစရာဖြစ်တာမို့လာပြအောင်လာသေးချင်ပါတယ်ဤသာဒီကျွန်တော်လိုရေနစ်သူအတွက်ပေါင်တစ်ခုလိုပါအာနန်ကိုပြောလိုက်သည်ကျွန်တော်အီတလီကိုသွားချင်တယ်ခမလည်းအိန္ဒိယအပြင်ဘက်မှာတော့ဘူးကျွန်တော်နဲ့ဘာကြောင့်မလိုက်ဖက်နေမှာရော အနန်ကဘာယာနဲ့ဒီပြန်သွားမိသားစုနဲ့တိုင်ပင်ကသူလဲလိုက်မိအကြောင်းခြေနှံရိုက်ပါသည်ရုတ်တရက်ဆုံးဖြတ်ခြင်းတစ်ခုပါမိသူမြကျွန်တော်သွားမိကိုမသိဖုတ်ဖက်ခါရထွက်သည်အားလုံးခြံထားခဲ့သည်မဂဇင်းယုံစက်ကူများအခန်းပရိဘောကနေရခဲ့တော့တကောင်မှလေရင်ထွက်မိရာရှိများကကျွန်တော်စာရွက်စာတမ်းများကိုစစ်ဆေးတော့လန့်နေသေးသည်ဒါပေတဲ့အမှားယွင်းပါမှမရှိနိုဝင်ဘာလအေရညာ ဤခရီးသည်ရန်ဘွားမှထွက်ပြေးခဲ့တာကိုအမှတ်ရသည်သည်တက်ပြင်းတမချလိုက်မိပါသည်